အခုလိုကြီးမားတဲ့ကြောင်းမဲ့ဖွဲ့ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မေးမြန်းအေးတဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ပဲဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို ေးစင်းစင်းပဲဖြေကြတယ်အနန္ဒငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၃မျိုးမျိုးကြောင့်လှုပ်ထားတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ် မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာရှင်းမျိုးရှိတယ်။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ အကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတဲ့ကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာတဘာဝ အကြောင်းတစ်ခုကိုရှေးဥစွာရှင်းပြတယ်တဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှေးဥစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေတယ်နော်ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝိစီတွင်နေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံလေးနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်တာကဘာဂျုံလို့ အဲ့ဒီကဘာကျုံကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်တော့ကလာကဘာပေါ်ကနေပြီးတော့ကဘာပြည်ကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲအဝိုင်းဆက်ကြီးပဲမြင်းနေရတယ်လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲ ဝန်းဝိုင်းပြီးတော့ကောင်းကင်ထဲမှာအနန္တအာဂါဒအလွန်ကျယ်ဝန်းတဲ့ space ရှိတယ်မှာဒီလိုပုံမှန်တဏ္ဍာရှိတယ်။ကဘာမြေကြီးဟာကောင်းကင်ထဲမှာ ရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခန်းစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကျင်လိုက်ရင်ကိုဟာ စက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းအေးခလန်းလန်းရောက်သွားလို့ရှင် ကိုဟာထိပ်ဖြားပေါ်မှာရောက်နေသလိုဘေးပတ်ဝန်းကျင် ကြည့်လိုက်လို့ရှင်ဒဲအိုးကြီးမှောက်ထားသလိုမိုးပြဲတဲကြီးမှောက်ထားသလိုကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲဘိုးမှာ ရောက်နေတာအဲ့ဒါကိုကြည်ချင်းအဖြစ်ကဘာမြေကြီးကကောင်းကင်ရံထဲမှာဒီ ဂျိုကြီးတစ်ခုဆိုတာလည်းထင်ရှားတယ်ပေါ့ကဘာတီထားပုံကိုစာပေကျမ်းကမှဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသော်ဘုရားရဲ့အဆုံးအမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ်။တဘာဝတရားကဖန်ဆင်း တဘာဝတရားကြောင့်ဖြစ်လာကဘာကြီးပြန်တီဆောက်ဖို့ကဘာပြုမိုးကြီးတဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကရန်ထားသည့်အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုလဲလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားသည့်အတွက်ကြောင့်ဒီမိုးပေါက်ကြီးဟာရွေချပြီးတော့မသွားဘူးဒီကောင်းကင်ရန်ကြီးထဲမှာပဲမိုးပေါက်ကြီးဟာရှိတယ် မိုးပေါက်လို့ဆိုကြတဲ့ကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည့်လေရေလေးကိုအစက်ချကြည့်အလုံးဝအဝိုင်းပဲဖြစ်မှာပဲတာဝန်ကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာမျှတာဖြစ်တယ်တခါတုန်းကစင်ကာပူကလာတဲ့ကလေးလေးငါကဆယ်နှစ်သားလောက်ရှိသေးတယ်။စာရီတာဖတ်တယ်သူက စာရိဘုန်းကြီးတို့စီကိုရင်ဝတ်ပြီးတော့ရက်တူနေသွားပြီသူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူးသူမိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောတတ်တယ်သူကပါမေးတော့ဆို who create the world ကဘာကြီးကိုဘသူဖန်ဆင်းတာတော့ဆိုသူကမေးဘုန်းကြီးကလည်းသူနားလဲအောင်ပြောလိုက်တယ် nature create တဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့ထာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာနေချာပဲနေချာဆိုတာญาတိဥဒ္ဓญาတိဥဒ္ဓကြီးကသူ့တဘာဝကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးရီရွာလာတယ်ရွာလာတဲ့အခါမှာအောက်မှာခြေတူကြီးကိုခံထားတဲ့အရာမရှိဘူး အားလုံးဟာ လေဟာပြင်ကြီးပဲအထက်ကလည်းလေဟာပြင်ပဲအောက်ကလည်းလေဟာပြင်ပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်ပဲဆိုတော့အဲ့ဒီလေဟာပြင်ထဲမှာကြလာတဲ့မိုးရေပေါက်ဟာလည်းပဲလေဟာပြင်ထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါက်ကြီးဖြစ်တယ်အဲ့ဒီရေပေါက်ကြီးပဲနှစ်ပေါင်းများစွာကြာလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံတွေမာကျော်လာတယ် အပေါ်ယံနေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလဲကြက်ရဲ့ဝန်းထဲအထွတ်တုန်းကအခွန်မမာသေးဘူးတဖြည်းဖြည်းပြင်လေနဲ့တိုက်တဲ့အခါအခွန်မာလာတယ်လို့ပဲအဲ့ဒီရေပေါက်ကြီးကလဲပြင်မက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျောလေးတွေတင်းလာပြီးမာလာဒါနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလို့စတင်ဖြစ်ပေါ်လာတယ်ရေပေါက်ကနေစပြီးဖြစ်လာတယ်လို့ဆိုတော့ ကဘာတိဘုံဖော်ပြတဲ့အထက်ကရာတိကကျမ်းတွေကိုကြည့်မယ်ဆိုရင်လေကဘာကြီးဟာအလုံးကြီးလို့ဆိုတာခမန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းစရာတော့မလိုပါဘူးလေတူကြီးထဲမှာရှိတဲ့အရာတခုဟာဒီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေတူထဲမှာနေပြီဆိုကြတဲ့ကဟိုဘက်ဒီဘက်ကဒေတူတွေရဲ့ပံပိုးမှုချက်လုံးနေဖို့သာဖြစ်စရာရှိတယ် လုံးနေတဲ့အရာသာဖြစ်ရှာရှိတယ်။အဲ့ဒါလို့ကဘာကြီးတည်းမှာကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲ။ရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်။ငကုလက်ရှိကလေထုကြီးအာကာသလဟပြင်းထဲမှာလေထုကြီးရှိတယ်။အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာ။အဲ့ဒီရေထုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာတယ်။ဒီလိုဆိုတာပေါ့နော်။ အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာအယံမဟာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတယ်အေးတချို့ကတော့ထင်မယ်မြစ်တီအင်းနေအိုင်နေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီပေါ့နော်တော်တော်လေး ရေကြီးအောင်မှာရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့လူတွေရေကြီးအောင်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိတာနေတာပဲရေကြီးအောင်မှာရှိနေတဲ့ရေတူးကဘာတီတုံးကရေတူးကစလာ အောက်မှာလေတူးကပင်ကိုရှိနေလေတူးတဲကိုမိုးရွာချလိုက်တဲ့အခါရေတူးရေတူးကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားနို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ ထိုးတူရဲ့ကွာမြေကြီးကရေပေါက်ကနေပြီးတော့အပူကြောင့်မို့လို့အပေါ်ချောတင်းလာအဲ့ဒီကနေမြေတုဖြစ်လာအဲ့ဒါကြောင့်မို့အောက်ဆုံးကငကောရှိနေတဲ့လေတုကြီးကအမတန်ကြီးမားတယ်လေတုကိုခံပေးထားတာကရေတုကြီးရေတုကြီးရဲ့ပေါ်မှာမြေတုဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အယံမဟာပထဝီအမြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ် ဥရကံဝါတိပဋိဋ္ဌိတံအဲ့ဒီရေတွေကတော့လေထုကြီးအနန္တအာဂတထဲမှာရှိတယ်လေထုကြီးမှတည်တယ်ဝါတော်အာဂတထောတဲ့အောက်ဆုံးကလေထုကြီးကတော့ space ရှိမှရှိနေတယ်လို့ဒီလိုပြောတာ